ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုံးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ် US ကို OKH နယ်ချက်လာတော့မဲ့သတင်းနဲ့အတူမန်ဒရာရဲ့အုံဖွားမှုန့်မဲ့ Epic Comeback Viewer သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူခူဖြစ်ပါတယ်ခင်ဗျာပထမတစ်ပုတ်အနေနဲ့ OKH က US ကိုနယ်ချက်လာတော့မဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ် OGS Exchange ကတော့ DOJ နဲ့အမှုမှာဒေါ်လာတန်း900ဘုတ်တန်ငွေပေးဆောင်မှုသဘောတူညီခဲ့ပြီးတဲ့နောက် US မှာလုပ်ငန်းတွေတိုးချဲ့ဖို့ကြေညာလာပါတယ် အချင်းဝန်ဆောင်မှုတွေနဲ့ wallet product ကို US မှာတရားဝင်လည်ပတ်ဖို့ရှိနေကြောင်းတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ California ပြည်နယ် San Jose မြို့မှာရုံးထိုင်မှဖြစ်ကြောင်းဆိုထားပါတယ်။ OKS US ရဲ့ CEO အနေနဲ့ကတော့ Morgan Stanley နဲ့ Barclays တို့မှာအလုပ်လုပ်ခဲ့ဘူးတဲ့ Rose and Robert ကိုခန့်အပ်သွားဖို့ရှိနေပြီးတော့ US မှာ OKS အောက်ကနေအခုလက်ရှိလည်ပတ်နေပြီး OKQuai Exchange user တွေအနေနဲ့လည်း OKS US ကိုရွှေ့နိုင်ဖို့အတွက်ကူညီပေးသွားမှာဖြစ်ကြောင်းဆိုထားပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့မူဝါဒအသစ်တွေနဲ့မှာ OGS က US ကိုအခြေချလာမဲ့အသစ်ဆက်ဆက် exchange တစ်ခုဖြစ်လာမှာဖြစ်တယ်လို့2025ခုနှစ်နောက်ပိုင်းမှာ US ရဲ့ crypto exchange တွေအပြိုင်အဆိုင်ဖြစ်လာမှုကိုမြင်လာရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လည်း OGS ကတော့ KYC ပြဿနာတွေမကြာခဏရှိတတ်တယ်လို့ crypto project တွေနဲ့လည်း listing ကိစ္စတွေမှာမကြာခဏပြဿနာတက်လေရှိတာကြောင့်ဒီပြဿနာတွေကိုအရင် ရှင်းနိုင်မှသာလုပ်ငန်းအသစ်ချဲ့ထွင်ရမှာအဆင်ပြေနိုင်လောက်ပါရခင်ဗျာ။ ဆက်လက်ပြီးတော့မန္တရာရဲ့အုံပွားမုံမဲ့ epic comeback view အသတင်းကိုတက်ဆက်ပေးကြပါမယ်။နိုင်ယဝက်အတွင်းမှာဒေါ်လာ5ဘီလီယံကျော် market cap ကြီးပြုတ်သွားစေခဲ့တဲ့အဖြစ်အပျက်ကြီးအပြီးမှာ OM သင်းကတော့သူတို့ပိုင်တဲ့ OM token တွေကိုဘန်းပြဖို့ရှိနေကြောင်း CEO ဂျိုမူလင်ကဆိုလာပါတယ်။ community ရဲ့ယုံကြည်မှုကိုပြန်ရဖို့အတွက် OM သင်းပိုင် အဖြစ်သတ်မှတ်ထားပြီး lock လုပ်ထားတဲ့300 million OM token တွေကိုဘန်းပြမှာဖြစ်ပြီးဒီပမာဏက OM total supply 1.78 billion ရဲ့ 16.88ရာခိုင်နှုန်းအထိရှိပါတယ်။ပုံမှန်အားဖြင့်တော့ဒီတိုကင်တွေက OM သင်းအတွက်နဲ့ core contributor တွေအတွက်တဖြည်းဖြည်းချင်း unlock လုပ်ပေးသွားမဲ့ token တွေဖြစ်ပြီးအခုတော့ဒီ token တွေကို circulate supply နဲ့ဝင်မလာတော့အောင်ဖျောက်ပြစ်တော့မှာဖြစ်ပါတယ်။ community ကတော့မူလရဲ့ဒီအဆိုပြုချက်ကိုထောက်ခံကြပေမဲ့အချို့ကတော့ဒီ token တွေကိုဖျက်ဆီးပစ်လိုက်တာကြောင့် OM သင်းအနေနဲ့ရှေ့ဆက်ဖို့အဆင်မပြေတော့မှာကို စိုးရိမ်ကြပါတယ်။ဒီလိုလှုပ်လိုက်တာကရေရှည်မှာအမှားတစ်ခုဖြစ်လာနိုင်ပြီး project theme တွေအတွက် အကျိုးအမြတ်များများဆဆပြန်ရနေမှသာအစ်စ်အစ်စ်တွေလှုပ်ပြဖို့အားတစ်ခုဖြစ်မှာဖြစ်ပြီးတော့အကျိုးအမြတ်မရှိတဲ့အခါမှာရှေ့ဆက်ဖို့အားရော့သွားနိုင်ကြောင်း Crypto Banter ရဲ့ founder ဖြစ်တဲ့ Ranyuna ကဆိုထားပါတယ်။ဒါပေမဲ့မူလင်ကတော့ဒီ300 million OM တွေကိုဘန်းတဲ့မဘန်းတဲ့ဆိုတာကိုဘိုးချုပ်ကင်မှုမဲ့မဲပေးစနစ်နဲ့ဆုံးဖြတ်လို့ရနိုင်ကြောင်းဆိုထားပါတယ်။လောလောဆယ်မှာတော့ဒေါ်လာ109 million ဘူး Mantra Ecosystem Fund ကိုသုံးပြီးတော့ OM token တွေပြန်ဝယ်ဖို့အတွက်အစီအစဉ်ကိုအကောင့်ထဲပို့ဖို့ရှိနေတာကြောင့်ဒေါ်လာ6.3လောက်ကနေဒေါ်လာ0.5လောက်အထိရောက်သွားခဲ့တဲ့ OM တို့အုံဖွားမှုပြီးတော့ပြန်ထလာနိုင်မလားဆိုတာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လုပ်ဖို့ Binance account တခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကောက်ကောက်သုံးပြပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trader တွေမြဲကြပါစေခင်ဗျာ